အားလုံးမင်္ဂလာပါချစ်ကိုချင်းမတို့အဲကျွန်တော်ဒီနေ့ချစ်ကိုချင်းမတို့ကိုเนาะကျွန်တော်တို့သတင်းကြွနဲ့စိုက်ပေးရဲလေးကိုကြိုပြီးတော့ဒါလာပြောချင်းဖြစ်ပါတယ်အဲကျွန်တော်တို့ဆန်ဆိုင်ကလာမယ်စနေနေ့အဲကနေကျွန်တော်တို့စနေတနင်္ဂနွေတလင်းလာအင်္ဂါဗုဒ္ဓဟူးနေ့ပေါ့နော်အဲဗုဒ္ဓဟူးနေ့ထိပြိပါမယ်ငားရဲ့ပြိမယ်အဲကျွန်တော်တို့ဒီဇာသပဒင်းနေ့9ရက်နေ့ကြာမှာပေါ့နော်9ရက်နေ့လောက်မှာကျွန်တော်တို့ ပြန်ဖွင့်ပါမယ်အဲအဲ့ဒီအတွက်နဲ့ဒါချစ်ကိုချင်းမတွေမှာနောက်လာမယ့်အပတ်အတွင်းပေါ့နော်စနေနေ့မရောက်ခင်မှာလိုအပ်တဲ့ဆန်တွေကိုဒါကြိုပြီးတော့ဝေထားလို့ရအောင်ချစ်ကိုချင်းမတွေကျွန်တော်တို့မပိတ်ခင်လေးပေါ့နော်အဲဒါဝေထားလို့ရအောင်အတွက်ကိုဒါလိုအပ်တဲ့ဆန်တွေကိုကျွန်တော်ဒီရက်ပိုင်းတွင်းမှာပေါ့နော်ဒါရှားပြပြီးတော့လဲရောင်းပေးသွားပါမယ်အဲချစ်ကိုချင်းမတွေမှာလေးပေါ့နော်ကိုနဲ့ကိုက်ညီမဲ့ဆန်လေးတွေရှိရင်လဲအဲဒါဒီအတွေ့အတွင်းကျွန်တော်တို့ဒီသတင်းကြောင့်နဲ့မပိတ်ခင်ရဲ့တိုးအတွင်းပေါ့နော်အဲလာယူအပေးဖို့ အတွက်ကျွန်တော်လာပြောအချင်းဖြစ်ပါတယ်အဲကျွန်တော်တို့ချစ်ကိုချစ်မတို့ဒီ live ပေါ်မှာကျွန်တော်တို့ရောင်းနေတာဒီ အားလုံးကျွန်တော်လက်ကားဈေးနဲ့လက်ကားတည်တံ့ရောင်းတာဖြစ်ပါတယ်အဲလဲလီစာသမားတွေကြတော့ကျွန်တော်တို့ရဲ့ပွေးုံကိုပေါ့နော်အာဒါမင်းတော်ဝင်းခက်တာလန်ကာကြီးမြင့်ဆောင်တက်သုံးကိုပါအဲကျွန်တော်တို့ရဲ့စိန်သစဉ်ပွေးုံကိုလာပြီးတော့အာဝေယူလို့ရပါတယ်အဲလဲလီဆိုရင်ကျွန်တော်တို့ကတအိပ်ဖြစ်ဖြစ်တပိုင်းဖြစ်ဖြစ်ဒါလက်ကားဈေးနဲ့ရပါရောင်းပါတယ်နော်ချစ်ကိုချစ်မတို့ကျွန်တော်တို့မှာဒီလိုမျိုးဒလီအင်ရောက်ပို့တော့ပါတော့မရှိပါဘူးနော်အာကျွန်တော်တို့တည်တဲ့လက်ကားအဲ20 30 10အဲ9အိတ်ရဲ့အထက်ပေါ့နော်အဲ တလိုမျိုးအထိကိုကျွန်တော်တို့ဒါကားခါးတွေယူပြီးတော့သူ့ဟာနဲ့သူညီနိုင်ပြီးတော့ကားခါးလေးတွေနဲ့ညီနိုင်ပြီးတော့ပေါ့နော်အနေအဝေးပုံမူတည်ပြီးတော့ ဟုတ်ကဲ့ခုနဖုံးလာတဲ့ကျွန်တော်ဟိုတောင်းပန်ပါတယ်ဒါဖုံးဝင်လာရင်အတန်ကပျောက်ပျောက်တော်တယ်အဲ့ဒီတွင်နေပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီအနေအဝေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကားခါလေးတွေအဆင်ပြေအောင်ညှိနှိုင်းပြီးတော့ပို့ဆောင်ပေးပါတယ်အဲအဲ့အဲ့များရင်များတယ်လို့ကျွန်တော်တို့အဲ့များရင်တော့ free ပို့ပေးတာတို့ပါလို့ရှိတယ်ပေါ့နော်အဲဒါနေရင်တော့ကားခါလေးတွေနေပါပါညှိနှိုင်းပြီးတော့ကျွန်တော်တို့ဒါပေးဆောင်ရပါတယ်အဲစားသမားတွေကြတော့ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ပွေးရုံကိုလာဝေရပါတယ်လက်ကစင်းနဲ့ပေးပါတယ်เนาะတပိုင်းဖြစ်ဖြစ်တအိပ် ြစ်ဖြစ်ပေါ့နော်အဲကျွန်တော်တို့ကဒါစားသုံးသူတွေကဒါစားသမားတွေကပြောတယ်ပေါ့နော်လက်လီစားသမားတွေကမင်းစီကိုငါတို့ကဘာကြောင့်လဲဒီလောက် delivery free ပို့ပေးနေတဲ့ဒီကာလ မှာပေါ့နော်အအိမ်ရောက်ဝန်ဆောင်မှု delivery free အပေါ်တီ free အဲ့ဒီလောက်ပို့ပေးနေတဲ့အချိန်ကာလမှာမင်းစီကိုငါတို့ကဘာကြောင့်လဲလာဝေရမှာလဲအာဒီမေးခွန်းတွေရှိတယ်ပေါ့เนาะဒါအာကျွန်တော်တို့ပြောချင်တာကတော့ဒါမေးသိန်းတယ်ပေါ့မေးလဲမေးသိန်းပါတယ်ဟုတ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့က ျွန်တော်တို့စီကိုချစ်ကိုချင်းမတွေကစားသုံးသူတွေစားသမားတွေကတိုင်အဖြစ်ဖြစ်တပိုင်းဖြစ်ဖြစ်ဘာကြောင့်လဲလာဝင်တင်လဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။နံပါတ်1အချက်ကကျွန်တော်တို့လာဝင်တယ်ဆိုရင်ကျွန်တော်တို့တိုင်အဖြစ်ဖြစ်တပိုင်းဖြစ်ဖြစ်ကျွန်တော်လက်ကလဲလီဈေးကိုလက်ကဈေးနဲ့ရတယ်နော်။ အဲ့ဒါမှကျွန်တော်တို့တစ်ချက်တက်တာတယ်ပေါ့နော်အဲကျွန်တော်တို့အချစ်ကိုရှင်းပါတယ်ဒါလာအားပေးခြင်းပါဝေချေပါအဲနော်အဲ့ဒါကွာခြားမှုတွေကိုသိလာပါလိမ့်မယ်အနံပါတ်2အချက်ကတော့ကျွန်တော်တို့ဒီ weight ပေါ့နော်အဲတရားရှိပေါ့အဲပြည့်တင်ပြရတယ်ပေါ့နော်ဝေပြည့်တင်ပြရတယ်ဒီပေါ်မှာလည်းချစ်ကိုရှင်းပါတယ်ဒါဝေယူလာတဲ့အချိန်မှာအာတိလာပါတိလာမှာဖြစ်ပါတယ်เนาะဒီပေါ်မှာပေါ့เนาะပြီးတော့နောက်ထပ်ကိုဝေလာတဲ့အချိန်မှာဆံမျိုးစုံเนาะဆံမျိုးစုံဒါခုနပြောသလိုကိုကိုရှင်းပြတာတွေ ေအဲပြီးတော့ဒါခုနကိုကြီးခွင့်ရတယ်ဆံမျိုးစုံရေးရွှေခွင့်ရတယ်ဒါတနေရာတွေမှာပေါ့နော်တနေရာတွေမှာကိုကဘေးဆံအဲကိုလိုချင်လဲဘေးဈေးတန်းနဲ့ဘေးဆံကိုတွက်ကိုမိသားစုအတွက်ကိုဘာချန်နဲ့ကိုက်ညီမှုရှိလေဒီဘောမှာကိုကစိတ်ကြိုက်ရွေးချယ်လို့ရတယ်နော်အပြီးတော့ကျွန်တော်တို့ဝေးပြတင်ပြရမယ်နော်ကျွန်တော်တို့စီမှာ အာဝယ်ပြည်ဒီမဲ့ပေါင်ကတော့ကျွန်တော်တို့108ပေါင်ပဲရောင်းတာပါအာချိန်လိုက်တဲ့အချိန်မှာတော့ဒါ100နဲ့အဲဟိုပါ24ပြည်အဲသူတင်မအကျန်းတယ်ဆိုရင်အယိုးတွေရှည်တဲ့အတွက်25ပြည်ဖြစ်ကောင်းလေးဖြစ်လိမ့်မယ်ပေါ့နော်အာအကုန်လုံးကတော့100နဲ့8ပေါင်လာတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးလေးတွေကျွန်တော်တို့ဝယ်ပြည်တင်ပေးရမှာတယ်နော်ဒါလေးတွေကောင်းအားသာချက်တွေရှိတယ်ပေါ့နော်တနေရာတည်းမှာပြီးပြေဆုံးတယ်နော်ကိုလိုရှင်တဲ့ဆန်ကို ဟိုဒါတနေရာတွေမှာပြပြဆုံးတယ်အဲ့အတွက်နဲ့ချစ်ကိုချင်းမတွေဒါလေးတွေရှိပါတယ်အဲ့အတွက်နဲ့ချစ်ကိုချင်းမတွေကိုကျွန်တော်တို့ကဒါဝေယူတဲ့အချိန်မှာချစ်ကိုချင်းမတွေအတွက်မနှင်းနာပါဘူးအဲ့ဒါခုနပြောသလိုပေါ့ဒါကိုဝေယူတဲ့အချိန်မှာကိုချိန်ကျေးပေါ့နော် အာဘလို့အာတာချက်ရှိလေဆိုတာကိုနော်အဲ့ဒါဆိုရင်တိလာပါလိမယ်အဲ့ဒီတွင်နဲ့ချစ်ကိုရှင်းပါတယ်လာယူအပေးရတဲ့အခုဆိုရင်လည်းကျွန်တော်တို့စီကိုနေစင်တဲ့အမြဒါကိုတူကိုတာအမေးတန်းလို့လို့လာအပင်းနေကြတယ်နော်အဲ့ဒီနဲ့ကျေးဇူးရှင်ပါအားလုံးကျေးဇူးရှင်တယ်ပါပဲနော်အလက်ကားပဲဖြစ်ဖြစ်လက်လီပဲဖြစ်ဖြစ်နော်အားလုံးကျေးဇူးရှင်တယ်ဖြစ်တယ်အဲ့ဒီတွင်နဲ့ချစ်ကိုရှင်းပါတယ်လာယူနေကြတဲ့နေစင်တဲ့အမြနော်စားသုံးသူတွေပြန်ရောင်းချနေကြတဲ့ချစ်ကိုရှင်းပါတယ်နော်အားလုံးကိုကိုရဲ့ဒါကျေးဇူးရှင်လို့မျိုးပဲသတ်မှတ်ပါတယ်အားလုံးကိုလည်း ထမင်းရှင်တွေပေါ့နော်ကျဲမှာရှမ်းတာပြီးဒါလူဝင်ဆန္ဒတလုံးလုံးအောင်နဲ့ပြည့်စုံနိုင်ကြပါစေ